ဒီလိုပွဲကြီးဖြစ်ဖို့ကျွန်တော်သမီးဖြစ်တဲ့ဘုရားဆံကသူ့ရဲ့လုံရဝရိယအားတွေစိုက်ထုတ်ပြီးတော့ဒီပွဲကြီးကိုအောင်မြင်နေဖြစ်အောင်အမတမစူးစမ်းခဲ့တယ်သမီးကောင်းယန္တနာတစ်ပါးဖြစ်ပါတယ်အချိန်ယူတာကတော့စဉ်းစားတာကတော့မနစ်ကတည်းကစဉ်းစားလာတာလေ ဒါပေမဲ့တကယ်ကောက်ထဲပေါ်တော့ဒီနေ့မှကောက်ထဲပေါ်တာပေါ့နော်။အာနေ့20ပြည့်တဲ့နေ့ကဒီဇင်ဘာ15ရက်နေ့ဆိုနေ့20တိတိပြည့်ပါပြီလို့။ဟာဝိဇာအဆုံဆုံနိုင်တဲ့အဆုံတချင်းအဆုံဆုံနိုင်တဲ့အတွက်တချင်းအဆုံပါမယ်လို့ပြည့်သက်ကြီးကိုနော်ဖိတ်ခေါ်ကြတာတော့ပြည့်သက်ကြီးလောက်ခိုင်လို့ဝိဇာကလောက်တာဖြစ်တဲ့အတွက်ပြည့်သက်ကြီးလာပြည့်အောင်လာအားပေးရမယ်နော်။15ရက်စေလာ2016ကြာလို့ရှင်ဒီစားစက်ရုံမှာစောင့်နေပြီလို့